ဒုတိယသတင်းတပုတ်အနေနဲ့စီပင်တာယာနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကခွေးမွေးတဲ့အိမ်တွေကိုစည်ရင်ပြုစုပြီးပတ်စံလိုက်ကောက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းတရက်ခရိုင်တရက်မြို့မှာစစ်ကောင်စီကဧပြီလတရက်နေ့ကစပြီးအိမ်မွေးခွေးတွေမွေးတဲ့အိမ်တွေကိုစီပင်တာယာရေးအဖွဲ့နဲ့အုပ်ချုပ်ရေးပိုင်းကလူတွေကတအိမ်အောင်7,000ကနေ10,000ခွဲအထိပတ်စံလိုက်ကောက်နေတယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကသိရှိရပါတယ်။တရက်မြို့ကမြို့ပေါ်ရက်ွက်တွေမှာခွေးမွေးတဲ့အိမ်တွေကိုစည်ရင်ကောက်ခါ ရိုးရိုးမြမအိမ်မွေးခွေးတွေဆို18000ကျက်နဲ့အလှမွေးခွေးတွေဆို1000ကျက်အထိကောက်ခံနေကခွေးယူပြန်ကောက်ွယ်စေထိုးဖို့လို့ဆိုတဲ့အကြောင်းပြချက်နဲ့လည်းပတ်စံလိုက်ကောက်နေတယ်လို့ဒေသခံကြီးရဲ့ပြောဆိုချက်တွေအရာသိရှိရပါတယ်။အိမ်တအိမ်မှာခွေးတစ်ကောင်မွေးရင်1000ကျက်နှစ်ကောင်ဆို3000ပေါ့။တချို့မြမခွေးမွေးတဲ့သူတွေက8000ပေးရတယ်။ပန်ရှင်မဲဆိုအုပ်ချုပ်ရေးအဖွဲ့ကဖမ်းပြီးချက်စားမယ်ပြောတယ်လို့တရမ်းမြုတ်ခံအမျိုးသမီးတဝူကမြို့တော်ကိုပြောပါတယ်။ တရက်မျိုးလေးတိုင်စင်ပြည်တော်ရေးရက်ွက်တွေမှာခွေးမွေးတဲ့သူများပြီးတချို့ချို့တဲ့တဲ့အိမ်တွေမှာအိမ်တအိမ်ကိုခွေးနဲ့ကောင်ခတ်မွေးတတ်ကြလို့အခုလိုကာကွယ်ဆေးထိုးဖို့တကောင်တထောင်ခွဲနှုန်းကမရှိတဲ့အိမ်တွေအတွက်အတော်ကျက်သေးတယ်လို့ဒေသခံတွေကပြောပါတယ်။ဈေးနှုန်းတွေကမတူဘူး။အပြင်မှာထိုးရင်ဒီထက်မကကုန်မဲလို့တော့ပြောတယ်။မထိုးမနေရထိုးရမှာငွေကြေးမတက်နိုင်တဲ့သူတွေဆိုအတော်ဒုက္ခရောက်တယ်။ဈေးမထိုးရင်လည်းခွေးကိုဖမ်းပြီးတတ်စားမယ်တကယ်ကလုံနေကြတယ်။ ကိုခွေတက်စားခံရမှာဆိုလို့ချင်းငါပြီးပတ်စံပေးနေရတယ်လို့တရက်မြုတ်ခန့်အမျိုးသားတအူးကမြို့တော်ကိုပြောပါတယ်။တရက်မြို့ကတီမွေးကူယုံနဲ့စီပင်တာယာရေးကစီမံချက်နဲ့အခုလိုပူပေါင်းစီစဉ်တာလို့သိရပြီးအခုလိုလောက်တာကတော့ပြည်သူအတွက်ကောင်းမင်မဲ့ငွေကြေးမတက်နိုင်တဲ့သူတွေအတွက်စဉ်းစားပေးတင်တယ်လို့ပိုင်ရှင်မဲ့အခွေတွေကိုဖန်စီတက်ဖြတ်စားတော့မယ်လို့ပြောဆိုတာတွေကလည်းမဖြစ်သင့်ဘူးလို့မြို့ကန်တချို့ကပြောဆိုနေကြပါတယ်ရှင်။